ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မရဲ့ channel လေးကနေကြိုဆိုလိုက်ပါရင်တော့ဒီနေ့မှလည်းဘလို့ဇလန်လေးကိုတင်ဆက်ပေးမလဲဆိုတာပရိသတ်များကနားဆင်အားပေးကြပါအောင်ရှင်။ဇလန်လေးမစတဲ့ခင်မှာကျွန်မရဲ့ channel လေးကိုလည်းလာရစခွိုင်းလုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်တော့မယ်နော်။ရရဆဆထိုးသွင်းလိုက်တဲ့ဓာတ်ချက်များအာအာကျုပ်လုံးဝမျောလို့မထားခဲ့ဘူး။ ကြည်စံဓာတ်ချက်တစ်ချက်ကကျုပ်ရင်ထဲကိုတက်ဆုံနှိပါဝင်သွားခဲ့သလိုနောက်တစ်ချက်ကကျုပ်ရဲ့ဝမ်းပိုင်းတက်တဲ့ကိုတက်ဆုံနှိဝင်သွားခဲ့ပါတယ်။ကျုပ်သူ့ရဲ့မျက်နှာကို ထိတ်လန့်အောင်စွာငေးကြည့်ရင်မြေကြီးပေါ်သို့လဲချသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာကျုပ်ရဲ့ဝိညာဉ်ဟာအံ့ဩဆိုးရိမ်မှုများနဲ့ရက်ဆက်ကြမ်းကြုံတဲ့သူ့ရဲ့လှုပ်ရှားမှုများကိုတွန်းထိုးဖယ်ရှားပစ်ပေမဲ့သူကဘာမှမသိပါဘူး။မြေကြီးပေါ်သွေးတန်ရဲနဲ့လဲချနေတဲ့ကျုပ်ရဲ့ကိုယ်ခန္ဓာကို အသက်မရှိစစ်ဆေးပြီးကိစ္စပြီးအောင်စီစဉ်နေပါသည်။ဟေးလူမလုံနဲ့မလုံပါနဲ့။ကျုပ်ကျုပ်မဘာပြစ်ရှိလို့လဲဗျာမတတ်ပါနဲ့ဗျာ။ဟေးလူ တော်ပါတော့ဗျာအာ မလုံပါနဲ့မလုံကျုပ်လူသားသမားကိုတွန်းထုတ်အော်ဟစ်ပြောနေပေမဲ့သူကလုံးဝကြီးမဆိုင်ပါအောင်ကြားပုံလည်းမရအောင်အဲ့ဒီနောက်လှုပ်ရှားလို့မရဖြစ်နေရဲ့ကျုပ်ရဲ့ခန္ဓာကိုအင်ဂျီအိတ်ထဲကငွေဆက်ကူတွေကိုနှောက်ယူလိုက်ပါတယ်။ ရွှေလက်စွပ်ကို အမြတ်ချုပ်လိုက်ပါတယ်။လယ်မင်းအဆွဲချုပ်ကိုသူ့ဖြုတ်လိုက်ပါတယ်။ကျောက်ရဲ့မှတ်ပုံတင်ကို ချုံတစ်ခုနဲ့လွှင့်ပစ်လိုက်ပါတယ်။အဲဒီနောက်သူ့လက်ပေါ်ကသွေးတွေကိုဆိုင်ငယ်ကြားကအဝိဆုံးနဲ့တုပ်လိုက်ပြီးလဲကြနေကျောက်ရဲ့ဆိုင်ငယ်ကိုဆက်နှုတ်ပြီးအတင်းမောင်းနဲ့စီနေပြေးထွက်သွားပါတယ်။ဟေးလူကိုကြရရင် ကိုကြောက်ရရင်အဲ့ဒါကျောက်ရဲ့ဆိုင်ငယ်ပြထားခဲ့ထားခဲ့ကျောက်ဘလို့အော်အော် သူကလုံးဝလှဲမကြည့်ပဲကျုပ်ဆိုင်ငယ်ကိုတရက်ချန်စီးနေမိဟိုအဝေးကို ထွက်သွားပါရောလေကျုပ်အပြည့်လိုက်ခဲ့ပါသေးရဲ့ဒါပေမဲ့ဆိုင်ငယ်ရဲ့အလင်ကိုကျုပ်ကလလို့စေလိုက်လို့မမိဘူးလေဒါနဲ့တွေးတန်ချေချေမလုံမချက်ဖြစ်နေရဲ့ကျုပ်ရဲ့မြေကြီးပေါ်ကကိုခန္ဓာကိုကျုပ်ပြန်နိုးနေမိပါတယ်ချစ်ဖွယ်ချစ်ဖွယ်ထားလေဟေးချစ်ဖွယ်မြန်မြန်ထားကွာချစ်ဖွယ်ထားစမ်းပါကျုပ် ကျောက်မှာမူလကိုခန္ဓာချက်ပွဲကို အတင်းလုံလုံနေပါတယ်။ကျောက်ကိုခန္ဓာလုံးဝမလှုပ်ပါဘူး။ကျောက်လည်းလေထဲမှာလွင်မြောက်တယ်လို့ဖြစ်လို့ဒါနဲ့ကျောက်ရဲ့မူလကိုခန္ဓာကိုကျောက်ရဲ့ဖြူလာလာ လွင်တင်တင်ခန္ဓာတက်အောင်ပြန်သွင်းကြည့်ပါတယ်။အလိုကျောက်ရဲ့မူလကိုခန္ဓာဆက်တဲ့ကိုကျောက်ပြန်ဝင်လို့မရတော့ပါလားလေ။အဲ့ဒီလိုနဲ့ကျောက်ရဲ့ခန္ဓာကို လွင်မြောက်တဲ့နဲ့ဟိုနားဒီနားရှောက်သွားနေချိန်မှာတော့အဲ့လိုကျောက်လိုပဲလေထဲလွင်မြောက်နေကြတဲ့ ခန္ဓာတက်တွေကျောက်ရဲ့ပတ်ဝန်းကျင်မှာမနှဲကြပါလားဗျာဟင်ကြည်စံတက်ခွာကြမှာတက်ပင်အမြင့်ဆုံးပေါ်မှာအကိုင်းပြားတွေမှာကောင်းကံမှုနှပေးမှာမီးလောင်တင်ငုတ်တူနှပေးမှာအရွယ်ဆုံးတရံဆုံးမှာပဲလားအချို့လေလွင့်ခန္ဓာကိုယ်တက်နေလူတွေကတက်လွင့်တောက်ပါလို့အချို့ကမွေးတည်ညစ်ပေးနန်းစောလို့အချို့ကငိုလို့အချို့ကရေလို့အချို့ကတော့မှိုင်လို့လေ အဲ့ဒီမှာအဖိုးအလိုခန္ဓာလွင့်ပုံကိုချုပ်ကြုံနေကို ရောက်ရှိလာပါတယ်ခန္ဓာလွင့်အဖိုးအကြီးတွေလည်းပါရဲ့ခန္ဓာလွင့်ကလေးမချိုးဟာကျုပ်ရဲ့ခန္ဓာလွင့်အတွက်ကိုဝိုင်းအောင်ကြည့်နေကြလို့အဲ့ဒီမှာပဲခန္ဓာလွင့်အဖိုးအတူကကျင်လာတဲ့လေးတန်းနဲ့မင်းငါတို့နဲ့လာနေပါလားလူကလေးဟဲ့အင်းဟဲ့အင်းမနေဘူးကျုပ်မှအိမ်ရှိရယ်ဇနီးရှိရယ်သမီးရှိရယ်ခမညာဟ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 ာ โอ้ခမရတာဘာလို့ရဲနေကြလဲမင်းမအိမ်မရှိຢာမရှိတော့ဘူးကွာငါတို့နဲ့သာလာနေပါအိုးမနေဘူးလုံးဝမနေဘူးခမရတာဘာမှမသိဘူးကြုတ်သွားမယ်အဲ့ဒါနဲ့ကြုတ်အိမ်ရှိရာကိုပြန်လာခဲ့လိုက်ပါတယ်အလိုကြုတ်ရဲ့မိမရှာကြီးတငယ်ငိုနေပါလားကြုတ်သိချရတဲ့သမီးလေးညာထွေးရှင်လေးကလည်းမအေးလို့သူ ကြုံမင်းမမိသားကိုဖတ်ပြီးငိုလို့အနားမှာလဲအိမ်ကြီးချင်းတွေသူတို့အားလုံးရဲ့မျက်နှာမှာလဲမျက်ရည်တွေနဲ့ကျုပ်အိမ်ထဲကိုပြေးဝင်ပြီးဇနီးတွေကိုကိုင်းလုပ်ပြီးမေးလိုက်ပါရင်မိသားမိသားဘာလို့ငုံနေရလဲမိသားရဲ့မိသားဘာဖြစ်လို့လဲဒီမှာကိုလေမိသားမိသားကျုပ်ကသူ့ကိုဘလို့ပဲကိုင်းလို့လို့မိသားမကြောက်မသိဘူးရဲမှုထံအချုံနဲ့အမေကိုလည်းမျက်ရည်ပေါက်ကြီးငယ်ကြားလျက်ဖြစ်နေပါရင် တမင်တမင်လေးမြာထွေးရှင်မငုံနဲ့တမင်မငုံနဲ့အဖေဒီမှာ အဖေတမင်နှမရှိရလေတမင်တမင်လေးမအေလို့သူ့ကိုပြောလို့မရတော့ကျုပ်တမင်ကိုကင်လို့ပြီးပြောလိုက်ပြန်ပါတယ်တမင်ဟာတုတ်ကနေဖြစ်သွားပြီးမိခင်ရဲ့ထမင်စကို တင်းချက်စွာကင်လို့ငိုပြန်ပါရောပြအဲ့ဒီအချိန်မှာအိမ်နဘေးကခွေးတုံးကောင်ကကျုပ်ကိုတွေ့သွားပြီးဆွဆွဲငင်ငင်အတက်ကြီးနဲ့ဥကြတယ်လေခွေးဥတန်တွေကြာရော ငိုနေကြသူအလုံးနှစ်ပင်းနှစ်ပီကိုလှမ်းကြည့်ပြီးပို့လို့ငိုကြပါရောဗျာဒါနဲ့ရဲတပ်ဖွဲ့ကကနေမိတက်ရောအိမ်နီးချင်းတို့ရော လိုက်ပါသွားခဲ့ကြပါတယ်ကျုပ်လေအဲ့ဒီရဲကပေါ်တွေ့ကက်လိုက်ပါပြီးဇနီးနဲ့သမီးနာမှကတ်ထိုင်လိုက်ပါခဲ့ပါတယ်မကြခင်သွေးတန်ရရဲ့လေးကြနေရဲ့ကျုပ်ရဲ့မူလခန္ဓာကိုအနည်းကို ကားထုတ်ဆိုင်ပြီးနောက်ကျုပ်ရဲ့လှုပ်မြတဲ့ခန္ဓာကိုစိုက်ကြည့်ပြီးဇနီးနဲ့သမီးဟာတတိလေသွားတဲ့အထိငိုလိုက်တာပါ ပါလာတဲ့အဖော်တွေကမနေဝိုင်းဝပြုစုမှာပြန်တရိကြလာခဲ့ကြပါတယ်။မခင်သက် ခမည်းယောက်ကြောင့်တက်တဲ့လူရိမ့်မိသလား။ဟင်၊ကျုပ်ကိုတက်လိုက်တာ။ဒါဒါဆိုကျုပ်ကျုပ်ကတိတ်သွားပြီပေါ့။ဟုတ်ဒီဒီမှာရဲမှုကြီးခမည်းကျွန်တော်ဒီမှာပါ။ကျွန်တော်ချက်ဖွယ်ဒီမှာပါခမည်းဘသူမှကျုပ်ရဲ့လွင်မျောခန္ဓာကိုယ်ကို အရင်မဆိုင်ကြတော့ဘူးဗျာ။အတောင်လည်းမကြားရအောင် ။မခင်တာတိလား။ဟဲ့မတိပါဘူးရှင်။အကိုကြီးအကိုကြီးအကိုကြီး။ဖဖေကြီးဖဖေကြီး။မိတငေါ့ဓာတ်နဲ့ထိုးတတ်တာကြောက်ရိုင်းဟကြောက်ရိုင်းသူငါပစ္စည်းအလုံးယူပြီးပြေးပြီမိတက်ရပြောလိုက်မမြတ်ပြောလိုက်ပါကြောက်ရိုင်းလို့ပြောလီ လိုအပ်တယ်လို့စစ်စစ်မေးမြန်းပြီးနောက်ကျုပ်ရဲ့အသက်မဲ့ခန္ဓာကိုယ်ရုပ်အလောင်းကိုကားပေါ်တင်ပြီးဆေးရုံယူသွားကြပါတယ်။ကျုပ်ကျုပ်သေးပြီဆိုပါလား။ဒါဒါဖြင့်အခုရှိနေတဲ့လွင်မျောခန္ဓာကိုယ်တက်ကဟင်ငါဝိညာဉ်ပရဝိညာဉ်ဖြစ်နေပြီအစိမ့်နဲ့တစေဖြစ်ပြီပေါ့ဖြစ်နေပြီပေါ့ရှဲတက်ဖွဲ့ကမတင်ငါသူများနောက်ကိုလိုင်းလံစုံစမ်းနေကြပါတယ်။ဆိုင်ရဲ့အကြောင်းသမားများ၊ပွဲစားများ၊လောင်းကစားသမားများ တဲခိုခန်းများစားတော့ဆိုင်များမှာအပူတပြင်းစုံစမ်းနေကြပါ၏အမှန်ကျုပ်ကိုတက်တာလှကြီးအောင်လည်းမဟုတ်ဘူးလူစိုးထောင်ထွက်ကံမြင့်လည်းမဟုတ်ဘူးကြောက်ရိုင်းကြောက်ရိုင်းကျုံနဲ့ကျောင်းနေဖက်ဖြစ်ခဲ့မှုတဲ့ကြောက်ရိုင်းမှာဒီကောင်းတဲ့ကျုပ်ကွေးသွားတာနှစ်ပေါင်းမနေဘူးမတည်ခင်၃ရက်ကမှဗရောက်မြိုင်ဘီယာစတေရှင်မှာပြန်ဆောင်ကြတာပါသူကဆိုင်ငယ်ပွဲစားလုပ်နေရတဲ့မိုးကောက်ကကြောက်တလုံးအောင်လာတာကိုအရင်ပြုတ်ပြီးဒီမျိုးမှာအခြေချနေရတဲ့ ကျုပ်ရဲ့ဆိုင်ငယ်အချိန်တိတ်မကောင်းကြာရင်ဈေးရမှာမဟုတ်ဘူးဒါအောင်ကြည့်ပြီးရောင်းမီအတက်ဝဲတဲ့လူတဲ့ငွေကိုသူခဏချင်းမနေကြည်စံကွဲကွာနေရင်ကျောင်းနေဘက်တငယ်ချင်းထဲမှာဒီကောင်လူမှုရေးအသိတတ်ဆုံးပါဗျာအဲ့ဒါသူ့ချင်းတဲ့နေရာကိုသူ့နဲ့လိုက်သွားရင်တက်တော့ဆက်မှာကျုပ်ကိုသူ့ရရဆက်ဆက်ဓာတ်နဲ့ထိုးတတ်လို့ကျုပ်ရဲ့ရုပ်လောင်းကိုတချို့တဲ့အထိလူသက်တရခန့်ရဲ့တဲလုံစာကိုမဖော်ထုတ်နိုင်သေးလို့အမှုလိုက်ရဲရရှိခမျှ အတော်ကိုခံပြနေကြပါလေ။အော်ကျောက်လူဘွားမှာ မရှိတော့ဘူးကုန်။ကျောက်ရဲ့ချစ်မြတ်နိုးသူဇနီးတမင်းမိတ်ဆွေတင်ကဟဆွေမျိုးညာတိများနဲ့အပေးတန်ခွဲခွာကြရပြီကုန်။တင်းချိုင်းမှာပို့ဆောင်သူတွေဖွဲ့ဖွဲ့လှုပ်လို့ပါ။ကျောက်ဇနီးကလည်းကောင်းအဖွင့်ကျောက်မျက်နှာကိုကြည့်ပြီးအကိုရဲ့အော်လို့လဲကျသွားပါလေ။သူမမိတ်ဆွေများကအလင်းစလို့ကားပေါ်ပွေတင်ကြပါလေ။အဲ့ဒီချိန်မှာ အမှုလိုက်ရဲဦးက ဝင်းညီမဲကျောက်ရဲ့မျက်နှာကိုတက်ချက်ဆိုက်ကြည့်ပြီးတက်သားခန်းကိုကင်လျက်ခတ်တူတူပြောချလိုက်ပါလေကိုချစ်ဖွယ်ခမောင်လှုပ်ကြံတက်ဖြတ်တဲ့တရားခန်းကျုပ်တို့နဲ့ပူပေါင်းပြီးလက်ရဖမ်းမြောက်ကုညီပါကိုချစ်ဖွယ်ခမောင်ကိုယ်တိုင်ဖမ်းမြောက်ဖော်ထုတ်ပါပြန်တော့ကိုချစ်ဖွယ်ဒီကိစ္စကိုခမောင်အတိဆုံးမှာကျုပ်မြစ်တာရက်ခန့်နေပြန်မိအောင်ကုညီပါကျုပ်ရဲ့ဝင်းညီကသူ့အနည်းမှာရှိနေအောင်သူမသိချပါဘူး စိတ်ချပါရဲ့ဟုတ်ကြီးရဲ့အဲ့ဒီလူတက်တရခန့်တစ္ဆာမရှိအောင်ကျုပ်ကိုယ်တိုင်ရှာဖွေပြီးရဲလက်အရောက်ပို့ပေးပါမယ်စိတ်သာချပါရဲ့ဟုတ်ကြီးရဲ့ကျုပ်ရဲ့အတက်မဲ့ခန္ဓာကို ရှေ့ရခေါင်းပေါ်ကိုမြေကြီးမြေစာပြီးတော်မော်ဖြစ်ချနေပါတယ်အဲ့ဒါမတိုင်ခင်အလောင်းကိုစတီမီးရှို့ခဲ့ကြပါသေးတယ်မြေကြီးမိုးမောက်တက်လာပြီးနောက်စကန်းသိန်းလှုပ်သွားကြတဲ့တငယ်ချင်းတွေလည်းသင်ချိုင်းကနေပြန်ထွက်သွားခဲ့ကြပါတယ် အဲ့ဒီမှာလောက်ဖို့ကိုင်ဖက်တငယ်ချင်းကိုချစ်စရာကတငယ်ချင်းချစ်ဖွယ်မင်းတို့တတ်တဲ့တရခန့်ကိုဒီရပိုင်းတွင်မိအောင်မင်းခရိုင်ဖော်ထုတ်စမ်းမတငယ်ချင်းဟာအင်းအတော့ပြီးရတည်တတ်တဲ့ကောင်ပြကျုပ်ကိုတက်ပြီးရွှေငွေနဲ့စံငယ်ကိုယူသွားရမှာသဲလွန်စာမကြံဒီကောင်ကြောက်ရိုင်းလှုပ်သွားခဲ့တာကိုဒါကြောင့်အမှုလိုက်ကျွမ်းချင်တဲ့ဒူရဲအုပ်ခမရလဲစဉ်းစားရကြက်နေတာရှာပါ ဒီလိုနဲ့လေးရမြောက်နေမှာတော့ကျောက်ရဲ့လွင်မျောဝင်းကြီးရှိရာကိုရောင်တစောင်းအတာမမဲခက်ခက်ညညာလူကြီး၃ယောက်လာတွေ့ကြပါတယ်။သူတို့လည်းလွင်မျောတွေပါပဲ။ဟေ့တငယ်ခုနှစ်ရက်ပြည့်ရင်အဘတို့နဲ့လာနေနော်။ဗျာဘာဖြစ်လို့လာနေရမှလဲအဖ။လူကလေးဖြစ်ကိုတနာလို့ပါ။လူလေးကစိတ်ကောင်းနှလုံးကောင်းရှိသူလေးမို့ပါ။ခုနှစ်ရက်ပြည့်မင်းရဲ့ဇနီးကအမြဝေးပေးလိုက်မယ်။ တေတေချာချာကာရုခေါ်ပါလူကလေးအဲ့ဒါတော့မမေ့နဲ့နှုတ်မငါတို့ပရဝိညာဉ်လောကတွေဟာအစောဝါဆုံးပရဝိညာဉ်သားတွေနဲ့ဒုက္ခဆင်းရဲခံပြီးနေနေရမယ်ကြားလားဟင်အဲ့ဒီလိုအဘားတို့နဲ့နေရရောမင်းလိုကုသိုလ်ကောင်းမှုနဲ့စိတ်ကောင်းရှိတဲ့သူနေရချပေးဖို့အဘားတို့မှာတာဝန်ရှိတယ်မမေ့နဲ့တော့လူကလေးအဘဟုတ်ဟုတ်ကျွန်တော်ဇနီးနဲ့သမီးတို့နဲ့ အတူနေလို့မရဘူးလားယင်ဘယ်ရမလဲလူကလေးရေ သူတို့နဲ့လူကလေးကဘဝချသွားပြီးဘယ်တော့မှပြန်ဆုံဖို့မလွယ်တော့အပါတို့ဟောဟိုရွှေစီဒီနှပင်းကညာပိန်းနဲ့ပင်ကြီးမှရှိတယ်လာခဲ့သူတို့ကြုတ်ချရနေလွင့်မှာပျောက်ွယ်သွားရမှာကြုတ်ကိုကြုတ်ပြတ်တုံးတတ်မိခဲ့ပါတယ်။အော်လောလောဆယ်ငါယူသိမ့်နေပါလားငါပရဝိညာဉ်ဖြစ်နေပါလားအင်း တခုတော့ပို့ထူးကြလာတယ်အဲ့ဒါထူးကြတာကပြောခွင့်ဆိုခွင့်လှုပ်ရှားနိုင်ခွင့်နေဟိုနေ့ညကထက်ပို့ရှိလာပါတယ်အဲ့ဒီချိန်မှာပဲကျုံနေဘေးကနေဆိုင်ရတစည်းဖြတ်သွားရောလှမ်းကြည့်လိုက်တော့အလိုကြောက်ရိုင်းကြောက်ရိုင်းမှလာဟင်ဒီကောင်ဒီမျိုးပြန်ရောက်နေအောင်ဒါနဲ့ကြောက်ရိုင်းရဲ့နှက်ကိုလှင်မြန်တဲ့အဟုန်နဲ့ပြေးလိုက်လာပါတယ်ကြောက်ရိုင်းအရန်ကိုတားနာနေပါလားသူ တဲခုကံအခန်းတစ်ခုတည်းကိုဝင်သွားပါတယ်ကျုပ်ကလည်းသူ့နောက်ကကတ်လိုက်ခဲ့ပါတယ်သူ့အပေါ်ဆုံးတစ်ခါအခန်းတစ်ခုရဲ့တကောက်ခါလိုက်ပါတယ်အဲ့ဒီမှာတကားတစ်ချက်ပွင့်လာပြီးအလွန်ကိုစူဖြိုးတောက်တင်လှပါတယ်မိမရွယ်တယောက်ကြောက်ရိုင်းကို အပြုံးနဲ့စီးကျုံနေပါတယ်မိမရဲ့မျက်လုံးစုံကညှို့အားပြင်းထန်တကူကြောက်ရိုင်းကအဲ့ဒီမိမကိုပွေဖက်ပြီးတိုက်ဆိုင်မှန်မှန်နမ်းလိုက်ပါတယ်အဲ့ဒီနောက်သူတို့နှစ်ဦး ွင့်ရပေါ်ကိုလဲချသွားပါတယ်။ကြောင်ရိုင်းစီကရက်တောက်ပြီးတွေးနေချိန်မှာတော့ကျုပ်ကသူ့နောက်ကနေသူ့ရဲ့နောက်ကျောက်ကိုလက်နဲ့လှမ်းပုတ်ပါတယ်။ခက်ပြင်းပြင်းလေဟတ်တလို့ခန်းဆားလိုက်ရလို့သူက နောက်ပြန်လှည့်ကြည့်လိုက်ပါတယ်။သူ့ကျုပ်ကိုမမြင်ဘူးဒီဘက်ကိုလှည့်နေရောဟိုဘက်ကနေသူ့ကောင်းကစပင်ကိုလှမ်းကင်လိုက်ရောငနဲလန့်သွားပါတယ်။ဘသူလောက်တာလဲဆိုပြီးတောင်မြဝဲရလှမ်းကြည့်လို့တွေးလန့်နေပါတယ်။ ဒီမှာကျောက်ကသဘောကျပြီးရေတံပေးလိုက်ရောတယောက်တည်းရှိတဲ့အခန်းထဲမှာသူ့ခြောက်ခြားစာပြုတ်နေပါတယ်။ဒါနဲ့သူကစီးကရမင်းကိုတတ်ပြီးထားရမှာကျောက်ကခေါင်းတစ်လုံးနဲ့သူ့ရဲ့နောက်ကျောက်ကိုပြစ်ပေါက်လိုက်ရောငန်းတဲ့အခန်းထဲကအလန့်တကြားထွက်ပြေးပါရောတက်တိကောင်းလိုက်တဲ့ကောင်ပြားမကြပါဘူးသူ့ဝီစားလာပါတာမသိပါဘူးဟိုမင်းမရေချိုးခါပြန်ထွက်လာပါရင်ကြာကြာနာနာ အလှပြန်ပါရင် ပြီးတော့မောင်မင်းကြီးသားကိုတက်ဆိုင်မမမှွေပေးပြီးပက်ဆိုင်ရဲ့ကောက်ကင်တို့ပြန်ထွက်သွားပါလေလေငနေရကောင်းတော်သွားပြီးအခန်းပြောင်းမိဖို့သွားပြောတာနဲ့အခန်းနံပါတ်7300ကိုရောက်သွားခဲ့ပါတယ်အဲ့ဒီအခန်းရောက်တော့မှဘရန်ဒီချက်ပလင်းများကို ထုံမော့လိုက်ပြီးအဲ့ရဘော်ကိုအဲ့ရဘော်ပြက်လဲအိတ်ချလိုက်ပါတယ်ဟင်းမူးမူးနဲ့အိပ်ပျော်သွားပြီဗျငနေရတစ်ခုနဲ့ဟောက်လို့ဟောက်လို့ကောင်းနေချိန်မှာကျောက်က သူ့မနောဝိညာဉ်ကဘာတွေကို ူးကဝင်လိုက်ပါတယ်အဲ့ဒီမှာကျောက်ကသူ့ကိုလှုံ့နှုတ်လိုက်တာပေါ့ဘသူလဲကွာဘသူလဲငါပါဘယ်ကငါလဲမသိတော့ဘူးလားတငယ်ချင်းကငါချစ်ဖွယ်ပါဟင်ချစ်ဖွယ်ချစ်ချစ်ဖွယ်မင်းမင်းသိပြီဥစ္စာမင်းမင်းသိပြီလေဟာဟာဟာမသိလို့ပြန်ဆောင်ကြတာပေါ့ကြောက်ရရဟိတ်ကောင်လူရောက်မှာတစ္ဆာမရှိတဲ့ကောင် မင်းငါ့ကိုရဲရဲဆက်တက်ဖြတ်ပြီးငါပစ်စီကိုယူသွားတယ်။အခုငါရဲ့ငါသမီးငါဇနီးနဲ့တိတ်ဝဲကွဲခဲ့ရပြီ။အဲ့ဒါမင်းကြောင့်မင်းကြောင့်လာမင်းကရဲစခန်းကိုလိုက်ခဲ့ထ။အိုးမလိုက်ဘူးမဟုတ်မင်းမင်းတိတ်ပြီးတိတ်ပြီးသွားသွားငါ့ကိုမနှောက်ရှက်နဲ့မင်းမင်းထွက်သွားထွက်သွား။သူအော်ပြောရင်းကကျုပ်ရဲ့ချင်းဘက်ကိုညာလက်နဲ့တွန်းပြီးကုန်းထားလိုက်ပါတယ်။ အေးရဲစကံကိုမင်းခန္ဓာကိုမလိုက်ရင်မင်းဝိညာဉ်လက်ကိုလိုက်ရမယ်။ကင်အဲ့ဒီမှာကျောက်က သူ့ကျောက်ရဲ့ရှင်မွားကိုထိုးခဲ့တဲ့ကျွဲချိုချိုတက်တံမြကို ကျောက်ခါကြတဲ့ကနေဆက်ကနေဆွဲထုတ်ပြီးချိန်ထားလိုက်ပါရင်ဟင်ဒါဒါငါဒါမင်းမင်းမင်းဒီတာနဲ့တိတ်ခဲတာတိတ်ခဲတာအေးအခုမင်းပြန်ပြီဒီတာနဲ့ငါတိတ်ခဲသလိုတိတ်ရမယ်ကိုင်ကိုင် အာအမလေးပြလာလာကြပါအောင်အာအာကျုပ်ကို သူ့ထိုးတက်ခဲ့တယ်လို့သူ့ရဲ့ရင်ဝါနဲ့ဝမ်းပိုက်တက်တဲ့နှစ်ချက်ဆင့်ပြီးသူ့သားနဲ့ပြန်ထိုးခဲ့လိုက်ရော သူ့ငယ်တန်ပေါအောင် အလတ်တကြောင်ခရင်မွေရပေါ်မှာလူးလိုက်နေပါတယ်အာအမလေးချစ်ချစ်ပွဲ မမလုပ်ပါနဲ့အာအေးလာကြပါအောင်ဗျာချစ်ချစ်ပွဲကျုပ်တက်နေလို့ ချစ်ချစ်ဖွယ်မမလုပ်ပါနဲ့မထိုးပါနဲ့ချစ်ဖွယ်အာသူကလေးဘောကနေပြုတ်ကြပြီးဝမ်းပေါက်လက်နဲ့အုပ်ရင် ကောင်းရုံထားလိုက်ပါတယ်ဘေးဘီကိုကြည့်ပြီးတကူလုံးတုံရင်နေပါတယ်သူနှစ်ဖူးနဲ့တကူလုံးမှာချွေးရီတီးနေလို့သူအိမ်မက်မက်နေမှအိမ်မက်မက်ရင်ကလေးဘောကပြုတ်ကြမှန်းသိသွားတော့သူအရန်ဝမ်းသာသွားခဲ့ပါတယ်အဲ့ဒီချိန်မှာအခန်းတစ်ခါကိုတဝုံထုနေလို့ ခပြခင်ဟာအခန်းတစ်ခေါက်ဖွင့်ပေးလိုက်တော့အခန်းဝမှာတဲကိုကမန်နေဂျာနဲ့ဧည့်သည်လူနဲ့ရောက်ခမရဘာဖြစ်တယ်လဲဦးကျောက်ရိုင်းမန်နေဂျာလောက်သူကသူ့ကိုမတင်ကားတလို့ကြည့်ပြီးမေးလိုက်ပါတယ်ဗျာဟုတ်ဟုတ်ဘာဖြစ်လို့လဲဗျာဟင်ချက်ဖွဲချက်ဖွဲငါ့ကိုမတက်ပါနဲ့လို့တအားကြောင်းအောင်နေလို့ဗျာဟင်ဟုတ်ဟုတ်အေးအေးဟိုတင်းဗျာအိမ်မက်မန်းနေရပါဗျာအခုနိုးနေပါပြီ ဘာမှမဖြစ်တော့ပါဟဲဟဲပြဿနာမရှာပါနဲ့ဗျာကောင်းကောင်းနေပါဟုတ်ဟုတ်ခဲ့ပါခင်ဗျာမန်နေဂျာနဲ့အဲ့ဇုံအူကသူ့ကိုအတန်းကြာစိတ်စိတ်ဆိုက်ကြည့်ပြီးပြန်လဲထွက်သွားရောကြောက်ရိုင်းပစ္စည်းပစ္စည်းများကိုအလင်းအမြန်ထုတ်ပို့သိမ်းစီလို့တဲခုခံကချက်ချင်းချီတော့အပ်ပြီးဆိုင်ကယ်ပေါ်တက်လိုက်ပါလိကျုပ်ရဲ့ဝိညာဉ်တစေကလည်းသူ့ကိုအလိုမပေးတော့ဆိုင်ကယ်နောက်ကနေတက်ထန်လိုက်ပြီးသူ့နဲ့မခွဲတဲ့ တွေ့ကပ်နေရယူထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာတဲဟိုကမန်နေဂျာကတယ်လီဖုန်းခနက်ချုပ်ကိုလှည့်ပြီးတက်နေရကိုလှမ်းစကားပြောဆက်တွေ့လိုက်ပါတယ်။ကြောက်ရိုင်းကမတင်ငါဆရာဖြစ်ရများဖြစ်ခဲ့ရပြီမို့ဒီနေရာကအမြန်ဆုံးဆုတ်ခါပြီးဆိုင်ကယ်ကိုမြို့ပြင်ဘက်ကိုစီးနှင်လိုက်ခဲ့ပါတယ်။သူ့မြို့ပြင်ကိုပြန်လာခဲ့တာမှားပြီနဲ့တူပါရဲ့ကြည်စံသူလှုပ်ချက်တက်ပြတ်ခဲ့တဲ့ချစ်ဖွယ်ဝင်းကြီးတစ်စီကသူ့ကိုချောက်လန့်အိမ်မက်ပေးပြီး နမိတ်မကောင်းတဲ့စကားများကိုဆိုခဲ့ပါတယ်။ရဲစကားကိုလိုက်ခဲ့တဲ့ဖျားပြကြောက်ရိုင်းစိတ်ကနာမငြိမ်ဖြစ်နေရဲ့ပြတိလားသူ့ရဲ့အာဟုတုကသူ့ကိုပြန်ချောက်လန့်နေပြီးသူ့မတင်ကလေးမျက်လုံးဆုံနဲ့နောက်ပြန်လှည့်ကြည့်လှည့်ကြည့်လုံနေပြီးဆိုင်ကယ်ကိုကရုံကရင် စီးနေနေရှာပါတယ်။အဲ့ဒီမှာဆိုင်ကယ်နောက်ကကက်လိုက်လာတဲ့ကြောက်က သူ့နောက်ကြောက်ကိုလက်ဝါးနဲ့ပုတ်လိုက်ရော အာ သူဆိုင်ငယ်ထိုးရက်ပြီးနောက်ပြန်မလုံမလဲလှဲကြည့်နေပါတယ်ဘသူရိုက်တာလဲပေါ့ကျောက်ကပြောချင်လိုက်တာငါရိုက်တာကချက်ဖွဲဝင်းညီတစေကရိုက်တာလို့ပေါ့အဲ့ဒီမှာ သူ secret တလိပ်ထုတ်ပြီးမင်းညီဖွားနေချိန်မှာကျောက်ကသူ့နှာခေါင်းနှက်ကပ်ပြီးစိုးဝါးတဲ့သွေးညီနဲ့နဲ့အပုံနဲ့ကို ဖန်တီးပေးလိုက်ရောငနေအော့အံပြီးချက်သိမ်းဖြန့်ထားလို့ဟိုကြည့်ဒီကြည့်လောက်ပြန်ပါရောဒါနဲ့ရေတံပြုတ်လိုက်ပါတယ်အဲ့ဒီမှာပဲ ငန်းနဲ့အကြီးကျန်လှန်သွားတာပင်သူ့ရဲ့နှဘေးမှာလူနဲ့တူလို့ခွေးတော်မရှိပဲကိုအဲ့ဒီလိုအခြေအနေမှာသူနနာဝင်းကြီးကပ်ပြီးရဲတန်းလဲကြရောဆိုင်ငယ်ဆက်ကိုချက်ချင်းနှိုးလိုက်ပါရောမင်းနေဝင်ချိန်နီးပြီကြောင်ရိုင်းသူ့ရဲ့ဆိုင်ငယ်ကိုတရတချမ်းလီပါမြင့်ပြီးဒီမျိုးကအမြန်ပြေးဖို့စူးစမ်းနေပါတယ်သူ့ရဲ့ဆိုင်ငယ်ဟာတန်လင်းသုံးခွာကက်တရလမ်းပေါ်မှာမြတ်တဲ့စင်ကိုပြေးနေပါတယ်ဒီမာလေးချုပ်က သူ့ရဲ့ဟနီရဲ့နန်းကြားကိုလက်နဲ့ရလိုက်ရော သူ့လက်ရောင်ပြီးကြွေးချလိုက်တာဇိုင်းခွက်တစ်ခုကိုနင်းမိပြီးဆိုင်ငယ်ကျွမ်းမြန်လဲချသွားလို့ညနာနဲ့ကတ္တရာလမ်းရှင်းတိုက်ပုတ်ပြီးလူတခြားဆိုင်ငယ်တခြားဖြစ်သွားတော့တာပဲသူ့မျက်နှာတွေးချင်ချင်ရဲသွားပါတယ်အုတ်ထုတ်လဲလွင့်စင်သွားပြီးတနောင်စစ်နဲ့ဒူကောင်ကတွေးတယ်မနှွေးထွက်လို့သူ့ထားလို့မရသေးဘူးညာချေကျိုးသွားပါတယ်အဲ့ဒီအချိန်မှာလူတယောက်ပြေးဝင်လာပြီးသူ့ကိုကမ်းလိုက်ပါတယ်အဲ့ဒီမှာသူက တွေ့ယူတွေ့တာနဲ့ခခမင်းဘယ်ဘသူလဲဘသူလဲအဲ့ဒီမှာလူစင်ကသူ့ကိုဂယုနာတက်တယ်လို့စကြည့်နေရင်ကကျွန်တော်နမေချစ်ဖွဲ့ပါနောင်ကြီးဟင်ချစ်ချစ်ဖွဲ့ချစ်ဖွဲ့သွားသွားမင်းသွားနောင်ကြီးနောင်ကြီးကဆိုင်ရဲ့မောင်းနေလို့သွားမင်းထွက်သွားမင်းမင်းကတဆေတဆေချက်ဖွဲ့တဆေသွားသွား အဲ့ဒီလိုခရောင်ချောက်ချောင်တွေ့ယူတွေ့တန်အော်ဟစ်နေချိန်မှာညင်ညွတ်နေချိန်မှာတော့ချက်ကားတစ်စီးထိုးဆက်လာပြီးကားဘွားနေဒူရဲအုပ်တုံးနေသူရဲအဖွဲ့ဝင်များတဲကိုကမှမန်နေဂျာနဲ့အဲ့ချုံတို့အပါအဝင်လူအချို့ဆင်းလာပါတယ်အဲ့ဒီလိုမြင်ရောကြောက်ရမ်းကပြေးမလို့လှုပ်တော့တာပဲဗျာဒါပေမဲ့ပြေးလို့မရတော့ပါဘူးသူ့ရဲ့ခြေထောက်တစ်ချောင်းကဘယ်လိုမှလှုပ်လို့မရတော့ဘူးလေဒီလိုပါပဲရဲအုပ်ကြီးခမချစ်ဖွဲ့တိတ်ပြီးတိတ်ပြီးနဲ့ မတင်ငါစရာကောအော်ရကနေချက်ချင်းတော့အပ်အခန်းအပ်ပြီးပြေးသွားတာပါမင်းနာမည်ကြောက်ရမ်းလားသူရဲ့အုပ်ကမေးလိုက်ပါတယ်ဟုတ်ဟုတ်ပါတယ်မင်းဘကုတ်မြန်းနနာဆိုင်မှာဆိုင်ရတဲ့စီရောင်းတော့မင်းမို့လားပြာမင်းမငင်းချင်တဲ့ကြောက်ရမ်းမင်းရောင်းသွားခဲ့တာကိုမြန်းနနာဥကြမင်းဟာတတိစာထွက်ဆိုခဲ့ပြီးပြီအဲ့ဒီဆိုင်ငယ်ဟာလွန်ခဲ့တဲ့6ရက်က ဓားနဲ့ထိုးတက်ခံရတဲ့ချစ်ဖွယ်ဆိုင်ငယ်ပဲပြစံမင်းလက်ကလက်ဆော့အကေမှာမျက်စိလင်းလာတဲ့သူရဲအုပ်ကကြောင်ရရဲ့လက်တကြွယ်ကလက်ဆော့လှမ်းယူကြည့်လိုက်တော့လက်ဆော့အောက်ခွေမှာအရှိတုံးရက်ကိုချက်ချင်းတွားတွေ့လိုက်ရောဒါတေသူချစ်ဖွယ်လက်ဆော့ပဲအောက်ခွေအလဲမှာ အရှိအစင် သုံးတန်းနဲ့မင်းပါညင်းချင်နေလေကြောင်ရိုင်းခြေတိုက်ကိုဖိရင်နားကျစွာအော်လို့ခေါင်းငယ်ဆိုက်ကြသွားပါရော့ မင်းငင်းချင်းညာနန္တာဦးကြောင်မဲကိုခေါ်တွေ့ပေးမယ်ကြောက်ရိုင်းမမငင်းချင်တော့ပါဘူးဗျာကျကျွန်တော်ကျွန်တော်တငယ်ချင်းချက်ဖွဲ့တက်တက်မိပါလေခမညာအာရှက်လေနေပေါ့ဗျာကြောက်အိမ်မှာတရားနာရေးဆက်ချလုပ်နေပါတယ်ကြီးညိုစရာကောင်းလွန်လာတဲ့တန်ငါတော်ကြီး၅ပါးနဲ့တပားအကွဲလုံးတို့အတွက်ရီဆိုးရပြစ်လုပ်ပေးရတဲ့ တာကောင်းမှုကုသိုလ်ဒါနအလုတန်းကြောင့်ဟောပြောနေပါတယ်။တက္ကမကြီးကွယ်လွန်သူရည်စုပြီးတီလာဆင်ကျဲသောတီလာဝဏရဟတငါအရှင်မြတ်မြောင်ပြည့်စည်လေးပါဖြင့်လှူဒန်းရတဲ့အကျိုးရည်၍ရေဆက်ချအမြပေးဝတဲ့အခါမျိုးမှာကွယ်လွန်သူတာရုခေါ်နိုင်ပါလိမ့်မယ်။မကြွမလွတ်သေးတဲ့ဘဝကွယ်လွန်ခါနီအစွဲလမ်းကြောင့်ပိတ်တာတစေဘဝရောက်ရှိခဲ့ရင် တာရုခေါ်နိုင်ခွင့်အချို့ရကြပါလိမ့်။တာရုခေါ်နိုင်ရရင် ကောင်းသောဘုံဘဝကိုရောက်ရှိသွားပါလိမ့်မယ်။ gain ရှေးဆက်ချအမြဝေကြပါစို့။အဲဒီနောက်ဆရာတော်ကြီးဟာရှေးဆက်ချကိုရှေးရတိုင်ပေးပါရင်ဇနီးတဲ့အပါဝင်ကြွလာကြသူအပေါင်းတင်လှုပ်ဖို့ကန်ဖန်ဆွေမျိုးများလိုက်ဆိုကြပါလိမ့်။ပြီးလေပြီးရောအခုချစ်ဖွဲ့ဤအခုအတွက်ရည်စူးပြီး ပြုသမျှကောင်းမှု အကိုပါဝင်၃၀ပုံသားတို့ဟာအမြပေးဝေပါရဲ့အမြအမြအမြအကိုကြီးအမြအမြအမြပါအိုးကျုပ်ရဲ့ချစ်စနီးကကျုပ်အမြပေးဝေနေပါလားကျုပ်ကြည်ညူလိုက်တာဝမ်းသာလိုက်တာအိုးကြည်စမ်းမိသားရဲ့ပါးပြင်ပေါ်မှာ မျက်ရည်ဥတွေတွေ့လဲခိုးစည်းကြလို့သမီးလေးကလည်းငိုလို့ မငိုပါနဲ့တက်ရဲ့တက်သမီးလေးမငိုပါနဲ့နော်တက်ရဲ့မငိုပါနဲ့အဖေတာတို့ခေါ်လိုက်မယ်သမီးရဲ့တက်ရဲ့သမီးလေးမင်းတို့ရဲ့ကောင်းမှုတာတို့တာတို့တာတို့ကျုပ်ရဲ့နှုတ်ပြားကတာတို့ခေါ်တယ်လေဆုံရော ကျုပ်ရဲ့ကိုဘကသွေးညီနှံ့နေ လွင်းပြောက်ကုန်ပြီးတေဆုံးစင်ဟာအဝေစားမြချက်ချင်းလွင်းပြောက်လို့ တောက်ပတဲ့လွင်နဲ့အဝိစားတွေကျုပ်ရဲ့ကိုဘော်ကိုရှောက်လာပါရောလား။အိုးကျုပ်ရဲ့ကိုတိုင်ကတင်းပြတ်တဲ့အမွေရနဲ့ကျုပ်ပြန်ရလို့ပါလား။မောင်ချစ်ဖွယ်လူကလေးကျုပ်ဒီလိုဝမ်းတောင်အံ့ဩဖြစ်နေတော့မှပဲနောက်ကနေခေါ်တန်းကြလို့လှည့်ကြည့်လိုက်တော့ရောင်တစောင်းနဲ့အသားမဲမဲလူခခန့်ချီတုံးအဝိစားပြရများဝှစ်စင်လို့အဖားတို့ပါလားလူကလေး တာရုခေါ်နိုင်ခဲ့ပြီမင်းကဘောအားဟောင်းဟာလူသူတော့အကောင်းလေးပါကွယ်လာလူလေးအဖားတို့ရွှေညာပင်ကိုသွားကြစို့ဟိုနေရာလေပျော်ရွှင်ကြည်နူချမ်းမြေ့စရာကောင်းပါလေလူကလေးရဲ့လာကွယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေရှင်ဇာတ်လမ်းလေးကိုနားဆင်ပြီးပြီဆိုတော့ ကျမတို့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကျမတို့ channel လေးမှာတင်ဆက်ပေးတဲ့ဇာတ်လမ်းများနားဆင်ရင်ပရိသတ်များအားလုံးဘဝမောများပြည့်ပြောင်းနိုင်ကြပါစေလို့ကျမတို့ channel လေးမှာဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။